နောက်တဲ့ stage က၈နိုင်ခွဲမှာထပ်ကစားမယ်ပွဲစဉ်ဒီလိုပဲကျွန်တော်တို့ Everton နဲ့ Man City ပွဲစဉ်ရှိတယ်ကြာအဲ့တော့ Everton ကတော့ပြီးခဲ့တဲ့တစ်ပတ်ကဒါ Nottingham 1-0လို့နဲ့နိုင်ပြီးတော့သူ့ရ6ပွဲနိုင်ပွဲမဲမှုစံချိန်ကိုရပ်တန့်ဖြစ်ခဲ့တယ်ပေါ့နော်အဲအဲ့ဒီအတွက် Everton ကလည်းဒါပြောရရင်တော့ဟိုလူပြောတရေအသင်းတို့တော့ပြောလို့ရတယ်ဒီလိမှာဟိုခြေစွာတယ်အင်္ဂွင်းအင်္ဂွင်းလေးဝဲတရေတရေနဲ့ဒီမှာခြေစွာတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်တစ်ပတ်မှာ Man City ကတော့ဒါဟို Crystal Palace ကိုနှစ်ဂိုးပြတ် ရှုံးနေနေရတယ်နောက်ကနေ၅ခုပြန်ထည့်ပြီးတော့အနိုင်ရလာတဲ့အတွက်ကြောင့်မန်စီးတီးရအိုက်ပွဲကသူ့အတွက်ရှုံးမဲ့မရှိတဲ့ပွဲက၅ခုမြောက်နေဖြစ်လာတယ်ကျွန်တော်ကတော့ဒီ Everton မြေကဟိုအသင်လာမှာတော့နောက်ဆုံး၈ချိန်စလုံးမန်စီးတီးနိုင်ထားဘူးလေဆိုတော့ဒီနှစ်ချိန်နေနဲ့ဆိုတော့သူ့အတွက်တော်တော်ရာရှောက်ဆရာဥယင်ချန်လန်ဖြစ်မယ်လို့တော့မတင်ဘူး Everton မြေကိုလေအဲ့တော့မန်စီးတီးရဲ့အဝေးဝန်းကျင်စုမတည်ငြိမ်ဘူးလေကျွန်တော်တွေ့ရတော့တိတ်အားမရဘူးအဲ့တော့ဒီပြဒီ Everton ဒီပြ David Moyes တက်ကလည်းဒီပွဲသာတရေဆက်ကစားနိုင်တယ်ဆိုရင်သူ့အတွက်ဒါအိမ်ခွင့်မှာ၅ဝက်ဆက်တရေမြောက်ပွဲကို July နဲ့ပွဲဖြစ်လာပါ ဲ့တော့ကျွန်တော်တော့အဲ့လိုအခြေအနေမျိုးတွေတွေ့တဲ့အခါမှာတော့ဟို Everton ဘက်ကိုကျွန်တော်ကတော့ပုံပြီးတော့အရေးတာနေပြီလေလို့ကျွန်တော်တော့တွေးတယ်အဲ့တော့ဆရာတို့ရဲ့အမြင်လေးတွေတစ်ချက်တော့ပြောပြပါဦး Everton ဟာပြဟို38မှတ်ရလာတယ်ဆိုတော့သူအမှတ်40မပြည့်သေးဘူးဆိုပေမဲ့သူကတမ်းမစင်ရတော့တေချာတော့ရှိသွားတယ်ဟုတ်တယ်သူကဖီးယားလုံးဝခင်းသွားတယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီ AS Switch ကိုနောက်ဆုံး6ပွဲစလုံးပေးနိုင်လိုက်ရင်တော့မှ Everton ကနောက်ဆုံး 6ဘွဲမှာတမတ်ပဲရရင်တော့မှအေဗာလန်လွတ်နေပြီဆိုတော့ဆိုတော့ဘလို့မှအေဗာလန်ကတန်းမစင်းနိုင်တော့ဘူးပေါ့ဗျာဟိုတင်းချာနီးရမဟုတ်ပေမဲ့လေဒီဟာတန်းမစင်းရတော့ဆိုတော့အေဗာဒန်ကဒီ forest လို့ခံစစ်ကောင်းတဲ့အတင်းခံစစ်ကောင်းတဲ့အတင်းနဲ့တင်းချင်းပြီးခဲ့တဲ့ဘက်ကအပြိုင်တဲ့အခါမှာအေဗာဒန်ကနောက်ဆုံးမိနစ်64မိနစ်ကျော်မှဒီဒူကူရီရဲ့ဂိုးနဲ့အနိုင်ရပါဘူး အဲ့တော့ကြည့်မယ်ဆိုရင်အေဗာလန်ကငါ38မှာတော့ရလာပြီဆိုတော့အားနဲ့ဂျူသွားပြီးတော့စိတ်သက်ခွန်အားလည်းရှိတယ်ဖီအားလည်းကင်းနေတယ်အချိန်ပေါ့နော်အဒီချိန်မှာမန်စီးတီးကလည်းသူက55မှတ်ချန်ပီယံလိဝင်ခွင့်အတွက်မှာသူက55မှတ်အဆင့်5ဥပက6နဲ့9ကဗီလာကဗီလာနဲ့ဟိုအားလည်းသူ့အနောက်မှာရက်တည်နေ54နေဟိုဟိုသူအထက်ကဟိုနော်ဒန်ဖော်ရက်က59 ဟိုဘာယူကာဆယ်ကပယ်လက်စ်ကိုနိုင်ပြီးတော့ပွဲချန်နိုင်ပြီးတော့အဆင့်၃နေရာတော့ရောက်သွားတာအဲ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 ့တဲ့တဲ့အပြိုင်ကိုတော်တော်စိတ်ဝင်သွားဖို့ကောင်းသွားပြီပရီးမီးယားလိဘာဟိုချန်ပီယံတော်ဘူးလူဘွယ်ကစိတ်ဝင်စားရမကောင်းတော့အဲဒီဒီချန်ပီယံလိဝင်ခွင့်နှစ်နေရာသုံးနေရာတော့လူကြတော့သူက၅နေရာအထိကတေချာပေါ့ရအောင်ချန်ပီယံလိကဝင်ခွင့်ရရဖို့များနေတယ်ပေါ့နော်ဟိုအဲ့ဒီမှာမန်စီးတီးကလည်း နောက်လက်ကြံပွဲတွေမှာ तू အမှားရုံးမရှိတော့ तू လည်းကစားရတော့အဖြစ်ချင်တော့ Man City တိုက်စစ်မှာကဟာလန်တန်ရရပါဘူးအခုပွဲလဲ तू ဖာလန်မပါဖို့များတယ်ဟိုမပါဖို့တေချာဘောရှိတယ်ဗောနော်ဒီမာမုတ်နဲ့ဒီเซဗင်ညိုတို့ရဲ့အဲထိုးဖောက်မှုတွေကိုအဗာတန်ခံစစ်အဖြတ်ဘောလုံးအဖြတ်တွေကဒီတာကော့စကီဥဆောင်တဲ့အဗာတန်ဘောလုံးအဖြတ်အပိုင်းတွေကတေးသေးချာချာလေးဖြတ်နိုင်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဂိုးသွင်းကများများစွာစွာရမယ်မထင်ဘူး ဆိုတော့လစ်ဗာပူးလိုအသင်းကိုတော့မှအေဗာတန်ကအိမ်ခွင့်မှာအဲ့လိုမမတတန်ပြန်ပြီးတုံ့ပြန်ကစားတာဟိုဘောလုံးဖြတ်ခက်ချမ်းချမ်းချမ်းလေး physical game ကစားလိုက်တဲ့အခါကျတော့အာဒီ physical game ကစားတဲ့ဒန်ဟိုတခါရမန်စီးတီးကအဲ့လိုအသင်းတွေနဲ့တွေ့ရင်မရဘူးဗျပါကြော့ကဆိုလို့အေဗာတန်အဲ့အတိုင်းကစားတာ physical game နောက်တစ်ခုကအေဗာတန်အနေနဲ့သူတို့မန်စီးတီးနဲ့ချင်းဆိုင်ခဲ့တဲ့အိမ်ခွင့်၈ချိန်ဆက်တိုက်ကိုအိမ်ခွင့်မှာမန်စီးတီးကို၈ချိန်ဆက်တိုက်ရှုံးထားတယ်ဆိုတာကြီးကိုဒါ David Moyes ကသူ့လက်ထက်မှာဖြတ်ချင်ပါ ချက်ချင်းပါပါ။အမေဒီမင်းတို့ငါတို့တလုံးနိုင်လာတာကြီးကစင်မပြေဘူး။ဒါတော့ငါတို့ဒီပွဲကတော့ငါတို့အသေးနိုင်ကစားမယ်။38မှတ်ရပြီးတော့တိုင်မစင်းရတော့ပုံများနေတယ်ဆိုပေမဲ့ဒီပွဲက Everton အတွက်အရေးကြီးတယ်။အဖီရကင်းကင်းနဲ့ physical game ကစားပြီးတော့ Man City တိုက်စစ်ကိုကောင်းကောင်းခြေဖြတ်မယ်လို့ဆိုတော့ထိန်းချုပ်ကစားပြီးတော့ခြေတန်းမှာကျတော့အန်ဒီယာရီနဲ့ဘတ်တိုတို့ကလည်းရရတို့ကိုးသွင်းပါသူတို့ကလည်းမှုရနောက်ပြီးတော့ဆိုတော့ Man City နောက်တန်းကလည်းအရင်ကြီးကို ဟိုတက်ပြီးတော့ဖိအားပေးကစားနိုင်ပြီမထင်ဟာဆရာရဲအောင်ဗျာလက်ရှိနေတာတော့မန်လီရီယာပုံလုံးအောင်ပဲအင်းဟာဒါပေမဲ့ကျွန်တော်ဒီဘက်နေမှာလည်းတိတ်ဝင်သွားပြီကဗာရီယူလာက2013မှာမန်လီရီကိုတက်တင်ကြောက်လာပြီးခဲ့ကြဆိုရင်ဒီဘက်တင်ရပွင့်လို့ကအပြောလုံးဘွဲတွေတက်တာလေအဲ့တော့တော့ကျွန်တော်အရင်ကရိုနယ်ကိုမန်နဲ့ပထမဦးဆုံးကတက်ခွန်မှာတက်ပြီးတော့ဒီလိုကတက်တော့ပါဆိုတော့လက်ရှိ၄ဘွဲ့ဖိုက်ကတော့အပြောလုံးတည်တဲ့ ဒီနေရာမှာမန်စီးတီးကအဖော်တဲ့အင်္ဂလိပ်မှာကာလုပ်မှပြောရတယ်လို့ပဲပေါ့နော်နောက်ဆုံး၈ပွဲခန့်လောက်ဒီမှာမှာမရဘူးဟုတ်ကဲ့ကျလက်ဒီကောင်းတာဒီနေရာမှာကြံကြည့်မယ်ဆိုရင်တော့ဝိုးရီတော့ကတပွဲအနေလုံးနှစ်ပွဲသွင်းနိုင်တယ်ပွဲတင်ခုနှစ်ပွဲလောက်ပြီးပါတယ်နှစ်ပွဲလောက်ပဲတကူလောက်ပဲညာဆိုတော့မန်စီးတီးကအဖော်တဲ့အင်္ဂလိပ်ရောက်တိုင်းမှာဟိုပြောမယ်ဆိုဂိုးစင်းကောင်းတဲ့အသင်းအဲ့မဲ့ကျွန်တော်ဒီပွဲတင်မှာအဘတန်ရဲ့လိုအောင်လို့ပို့ပြီးတော့စိတ်ဝင်လာရတယ်ပြီးတော့ဒီတင်မိုက်လက်ထက်မှာပြန်ကြည့်လို့ဆိုရင်နောက်ဆုံး73 74ပွဲလောက်မှာတပွဲတော့ပဲရှုံးလာတဲ့အသင်းတွေက တော်တော်လေးခံစားပိုင်းကောင်းတယ်ဒီနေရာမှာအာဖင်နယ်တို့လီဗာပူးတို့အိမ်ကွင်းမှာကစားပွားတော့ရတယ်တော်တော်လေးကောင်းမင်းဒီဒီရဲ့လက်ရှိနေတာကတော်တော်လေးညုံရမယ်ပုံစံမျိုးတွေမှာထည့်ဟုတ်ဘော်ရီကလည်းအခုဟိုအာရှသေးဘွက်ကလည်းဟိုမန်စီးတီးတရေရှုံးနဲ့၃၈၀နိုင်သူဖွင့်ထားတယ်ဗောနော်အဲ့လိုအနေထားဖွင့်ထားတယ်ဆိုတော့အဲ့ဒီအနေထားအရာရောကျွန်တော်တို့ကအေဗာတန်ကိုရွေးချယ်တင်တင်တာအဲ့ဒီအေဗာတန်ကပြဟိုဒီဟိုဝမ်ပေါင်းကမန်စီးမန်စီးတီးနဲ့တွေ့တဲ့အခါမှာသူအိမ်ကွင်းမှာရှုံးရှုံးနေတာတော့မှသူကဝမ်ပေါင်း90ရာနေပြီးတော့ ဒေဗတရာလောက်တိတောင်ထိုးကြတာအာဆာဇေကွက်ကဆိုတော့အဲ့ဒါကြီးကလည်းအာဆာဇေကွက်ဖွင့်သူတွေကလည်းမန်စီးတီး9ကိုတော်တော်ရုံးကန်ရမယ်ဆိုတော့ဈေးကိုဖွင့်ဖွင့်လိုက်တာပဲနော်ဂိုးပေါင်းဈေးရော3ပေါင်း80တကယ်လို့မန်စီးတီး9ရောက်မယ်ဆိုတော့တော်တော်6ဘောသွားနိုင်တယ်ဆိုတော့အနေထားမျိုးလေးနဲ့သူကဖွင့်တာဒါပေမဲ့ဒါပေမဲ့ဒါဒီယာတီသိန်းကန်ဒီတွေမှာဟိုပီယာကင်းစွာနဲ့ကစားမယ်ဆိုတော့အနေထားမှာ3ပေါင်း80ဆိုတော့တကယ်တမ်းကျရင်အေဗာတန်ကြောင့်အနေငယ်ပြော့တယ်လို့တော့ပြော ဟုတ်တယ်နော်အဲ Everton ရောက်ပဲဒီကဟုတ်ပါတယ် League နောက်ဆုံး၁၂ပွဲမှာလည်း Everton တပွဲပဲရှုံးနေချေဆုံးပြီးတော့ Man City ကလည်းဒါအဝေးကမှကျွန်တော်တိတ်မကြိုက်ဘူး Man City အဝေးကချေဆုံးမတီးမငြိမ်းနဲ့ပြီး Haaland မပါလာဘူးလည်းဆိုကျွန်တော်အနေနဲ့ကသူ့ကို Everton ခံစစ်ကိုတကူရဖို့တော့မှမနေကြိုးစားရမယ်လို့ကျွန်တော်လည်းထင်တယ်အာဆက်စားမှာကြိုက်တယ်။ကျွန်တော်အနေနဲ့တော့ခုန Everton အင်္ဂွင်းချေစုမှာမှုနော်လီနောက်ဆုံး၁၂ပွဲမှာတပွဲပဲရှုံးနေနေတာ David Moyes တို့ကလည်းဒါဒီပွဲကိုတည်ရယူနိုင်ရင်သူ့အတွက်အင်္ဂွင်း၅ပွဲသက်သက်တည်ရယူနိုင်တဲ့ပွဲဖြစ်မှာ။တည်ရဆိုရင်တော့ကျွန်တော်တို့ကအပြည့်အဝရမယ် Everton ကိုပဲကျွန်တော်ရွေးချယ်တယ်ဆရာတို့နှစ်ယောက်ကကျွန်တော် Everton ဘော်ရီဆိုရင် Everton ကိုပြောဂိုးပေါင်းဆိုရင်အဲဂိုးအောက်ကောင်းမလားတော့ဒါပေမဲ့ဘယ်လိုပြောရမလဲဆိုတော့ဟိုဟိုဂိုးအောက်ထက်ဆိုင်ဘော်ရီပိုကြိုက်တယ်ပေါ့ဗျာအဲ့လိုပဲပြောရတာ Everton ဟိုဆရာရဲ့ရောပြောမှဆိုရင်ဘော်ရီလာနိုင်ငံရာ Everton အိမ်ပွဲမှာများသွားပြီများသွားပြီဒီစစ်တော့အဲ့တော့ကျွန်တော်တို့ကစနေညဒီရှစ်ခွဲရဲ့ Everton နဲ့ Man City ပွဲစဉ်ကိုတော့ဒါအစင်လာဘိုင်း Everton ကွင်းမှာချစ်ချိန်လောက်နိုင်ထားတယ်ဆိုပေမဲ့ဒီအစင်လာကို David Moyes က ချိုးဖြတ်မယ်လို့ထင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ Everton ကိုရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာ